ဆိုလင်းတပည့်ဂျိုးဖြူကတော့တော်တော်လေးကိုဖင်ထက်ရပြန်ပြီနော်အခုတစ်ခါကတော်တော်လေးကိုစိုးစိုးဝါးပါပဲလူမျိုးရေးတွေထိခိုက်တဲ့အထီကိုခင်ရပါတာဒီလိုကောင်မျိုးမြမရိုးရလောက်ဝင်မှမရှိသင့်တော့ဘူးမိမဆုံးမဖမဆုံးမတဲ့အပြင်ဆရာဖြစ်တဲ့ဆိုလင်းကလည်းအဆုံးမထားဖို့နဲ့တူပါတယ်ဒါမှမဟုတ်ခုံခမာပွဲပြီးကြရတဲ့ပဲအနှစ်ခံရပြီးအုံတော့ပြတ်သွားတာလားတခုခုပဲပထမဆုံးသူစပြီးအချောင်းတန်ကတန့်စီရှုံးမွေးကြုံတော့က စူပါလက်ကိုအနားလိုက်တာတန့်စင်ရဆိုပြီးပို့စတင်လိုက်ရကနေစပါတယ်ပိသက်တွေကကစားသမားချင်းချင်းဒီလိုတော့မပြောသင့်ဘူးဆိုပြီးတော့ပြောတဲ့အခါမှာပိသက်တွေကိုပြန်ဆဲပါတယ်ဆဲတဲ့အခါမှာလည်းသူမျိုးရဲ့အတုံးနှုံးနဲ့ဖြစ်တဲ့ဖေးသားစားမလားဗမာကောင်းလေးအစားရှိသဖြင့်ဆဲတာကိုတွေ့ရပါတယ်ဒါနဲ့တည်းမပြေးသေးပါဘူးနောက်ထပ်ပြောတာကမင်းတို့တန့်စင်ငါလို့လည်းပဲအနှစ်ခံရရင်အသက်တောင်ပါမလာဘူးလို့ပြောလိုက်ပါသေးတယ်တကယ်တော့သူ့အနေနဲ့တန့်စင်ရဲ့ level နောက်ကိုလုံးဝမရောက်သေးပါဘူး ငွေထိုင်းအောက်ပွဲလေးတွေမှာတော့တစ်ခါမှနိုင်တာမတွေ့ရပါဘူးဒီလောက်ထိကိုလက်စွဲညံ့တဲ့သူကရွာဖျားပွဲတွေမှာပဲထိုးပြီးဒါတော့မြဲရှုံးနေတဲ့သူကဒီလောက်နဲ့ဖြင်ရတာရက်ပြီလားဆိုတော့လည်းမဟုတ်သေးပါဘူးဆိုလင်းလောဝေကလပ်ကလောဝေသမားတွေပုံမတင်ပြီးလောဝေသမားတွေအကုန်လုံးကင်းနေကြီးပြည့်နော်ဘာဖြစ်လို့လဲမသိဘူးဆိုပြီးစောင်းတို့လို့မောင်းတို့လို့နဲ့ပမာလောဝေသမားတွေတိတ်မရှိတဲ့အကြောင်းကိုရေးခဲ့ပါသေးတယ်သူ့အနေနဲ့တွေ့မရှိအောင်ဝင်းထွန်းကျော်စာဝင်းတို့လို့ပမာလောဝေသမားတွေနဲ့တွေ့ရင် ရှိသမျှတွားတဲ့ကျွတ်မှာသူခင်ဗျာမသိရပါဘူး။ဒါနဲ့ပြည်သက်တွေကဝိုင်းပြောတဲ့အခါကျတော့ဖုံးမကြံပြန်ဆဲတဲ့အချိန်ကိုမှတ်ရန်ခဲ့ပါတယ်။မြန်မာလက်ဝဲသမားအလုံးကအနေအေးပြီးတော်ရုံစကားလေးလုံးကိုရအောင်မပြောတတ်တဲ့ဖိုက်တာတွေပါ။သူ့ဆရာစုံလင်းကိုတိုင်အလေးစားရဆုံးလက်ဝဲသမားကတွေ့မရှောင်နဲ့ဝန်ထုံးလို့လို့မြန်မာလက်ဝဲကျော်တွေဆိုတာသူမသိရပါဘူး။အဲ့လောက်လည်းညာရင်မိမဲ့ဖို့လည်းမပေါ်ပါဘူး။နောက်ထပ်ပို့ဆိုတာကသူနဲ့ညီအကိုလိုနေတဲ့ရင်းရင်နောင်ငွေထိုင်ပွဲမှာအနိုင်ရသွားတော့ ဂုံပြူတလူလူနဲ့ကြိုက်တယ်ပွဲသိမ်းတိုက်ခွဲကြိုက်တယ်မေလိုရောက်ဖတ်ငါလဲဝမ်းသာလို့ဆိုပြီးထက်ပြီးဖင်ရပြီးအချောင်ခဲလို့ရေးရင်တော့အရင်နဲ့အတော်လေးဒေါသထွက်ခဲ့ရပါတယ်မိဘကိုလေးထားပြီးအသားနာခံပြီးရှာကျွေးနေတဲ့ရေးရင်တော့မခံနိုင်လို့အခုလို Facebook တင်ပြီးတက်ပြောလိုက်ပါတယ်မင်းရဲ့ဂုံယူဆိုတဲ့စကားလေးတွေတွေ့ရတော့ဒေသာမိပါတယ်အောင်မြင်ခြင်းမခံခြင်းစိတ်မများများထားပါကို့လူဖေးအမေဆိုတာဘဝတော့အရေးကြီးဆုံးလူတွေပါ အကစားသမားချင်းချင်းပဲသူ့နေရာမှာငါဆိုတဲ့စိတ်လေးခဏတွေးကြည့်ပါဆိုပြီးတော့ Facebook ပေါ်ပို့ post တင်ပြီးတော့ရုပ်ဖြူရဲ့သူ့ပေါ်မအေနဲ့ကန်ပြီးဆဲတဲ့အပေါ်မှာပြန်ပြီးတော့တုံ့ပြန်ခဲရပါတယ်ရုပ်ဖြူရဲ့အဆိုပါရေးသားချက်ကိုမလို့တင်ကြောင်းလာမန်းတဲ့သူတွေကိုလူမေးခွဲခြားပြီးဆဲခဲ့ပါတယ်ရုပ်ဖြူကနောက်ဆုံးအနေနဲ့သူ့ရဲ့ Facebook အကောင့်မှာနမိုလီဗီဒီယိုဖို့ဆိုပြီးတင်ခဲ့ပါတယ် ဒါပြင်ဗမာလူဘာသာပြန်ရရင်အရန်ချစ်တယ်ဆိုပြီးပါတွေ့ရေးခဲ့ပါတယ်တကယ်တော့ကင်လို့နမိုလီဆိုတာနှင့်မေဆပ်ဖို့လို့ဆဲတာဖြစ်ပြီးတော့ဘယော်ဖိုးဆိုတာဗမာကောင်လို့အဓိပ္ပာယ်ရပါတယ်နမိုလီဘယော်ဖိုးဆိုတာနှင့်မေဆပ်ဖို့ဗမာကောင်ဆိုပြီးဆဲတာပဲဖြစ်ပါတယ်တော်တော်ကိုမတ်ရိုက်ပြီးအောက်တန်းကြတဲ့ကောင်မှာဆိုလုံးအနေနဲ့ဒီလိုတပည့်မျိုးရှိတာမွေပွေးကပတ်နိုင်ထားရတယ်လို့အနေရများပါတယ်မနာလိုစိတ်ကြီးတယ်လက်ဝဲ ညံ့ဖြင့်လူမျိုးရေးခွဲခြားစိတ်ကြအောက်တန်းကြသူတကယ်ချင်းအချင်းချင်းကတော့လက်မခံနိုင်လို့ဖပြရတဲ့ကောင်ကိုကလပ်ကနေထုတ်သိနေပြီဖြစ်ကြောင်းအသိပေးလိုက်ပါတယ်